အဲ့တော့ကျွန်တော်ကကိုကြရာဆုံးဝင်လာကချင်ပြည်နယ်မှာကအဓိကအားဖြင့်ဘယ်လိုတွေ့ထွက်လဲထွက်လဲဒီတွေ့ထွက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ငြိမ်းငြိမ်းနဲ့တွေ့ထွက်နေဘယ်လိုဆက်ဆက်နေရရှိလဲဘာလို့ပြီးတော့ဒီတွေ့ထွက်တွေကိုကျွန်တော်တို့ဘယ်လိုမျိုးကျွန်တော်တို့ဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြည်နယ်ကလူတွေအတွက်အကျိုးရမယ်လို့ထင်တယ် အဲကချင်မြန်မာပထမဆုံးတက်တာတော့ကဘာလုံးဟိုမှာကြော်ကြားတဲ့ကြောက်စိမ့်ပေါ့နော်ကြောက်စိမ့်ထွက်တယ်ပြီးတော့ဒီရွှေလည်းထွက်တယ်ပြီးတော့ဒီ Campus China အပကြတော့ဒီ Red App ပေါ့နော် Red App တွေလည်းထွက်တယ်ပေါ့နော်ဒါအဲအခုနောက်ပိုင်းဆိုရင်တကွာလုံးကိုကြော်ကြရပါတော့ဒီတရုတ်ကကမ္ဘာမှာဆိုတန်ကြိမ်အများဆုံးထုတ်လုပ်နိုင်တယ်အဲတော်တော်များတော့ဒီမြန်မာနိုင်ငံအနေနဲ့ပဲအဲကုန်စန်းတွေထွက်နေပြီးယူသွားပါတော့အဲ့လိုဖြစ်နေတယ်ကျွန်တော်တို့ ဟိုရှိမှကြတော့အဟိုဟိုပေါ့ပစ္စည်းအပုံကိုဟိုဘက်ကုတ်ချမ်းလိုက်ပေါ့ဗျာအပုံကိုရွှေ့ပြီးပဲရောင်စားတယ်လို့ဟိုမျိုးဖြစ်နေပါတော့နော်ဒီကကုတ်ကုတ်ချမ်းမပြောင်းနိုင်ကုတ်ချမ်းမပြောင်းနိုင်ဟုတ်တယ်အဲအဲ့ဒါဟိုဆိုရင်ကျွန်တော်တို့ဟိုလူငယ်တွေဒါနိပညာအဟိုအခွင့်အလမ်းတွေကောင်းမှုလားတည်လာနိုင်မှာရခဲ့မယ်ဆိုရင်ဒါတွေကို purify လုပ်ဖို့ပေါ့နော်တန့်တင်နိုင်မှုဟိုတကယ် အဲတမုံညက်ပြန်လဲရောက်ကဘာမှာပြန်လဲရောက်ချနိုင်မှာပေါ့နော်ဒီလိုမျိုးတွေလည်းလုပ်လို့ရမယ်ပြီးတော့ဒီကြောက်စိမ့်နေကြောက်စိမ့်နေချောတဲ့အဲကြောက်စိမ့်ဆိုရင်ကျွန်တော်တို့ရှိမှာအခုအခုချောတဲ့ထုတ်ပြီးရောင်းနေဆိုတာတော်တော်ရှားနေတော်တော်ရှားနေအဲဆိုတော့ဒီဟာတွေကိုလည်းကျွန်တော်တို့မလုပ်တင်လဲဆိုရင်အဲ ဲချောတယ်အဲလူငယ်တွေအမလောက်ကခွန်လန်းနေကောင်းကောင်းရှိခဲ့တယ်ဆိုရင်ဒီချောတယ်တွေကောင်းကောင်းထုတ်ပြီးတော့အဲကျွန်တော်ပြပောက်ကိုတင်ပို့မယ်ဆိုရင်လည်းဒါတာမုံမြင့်အဲပို့ပြီးတော့ထုတ်လုပ်လိုက်ပါဖြစ်သွားတယ်ဟုတ်ဟုတ်ပါတယ်ကျွန်တော်တို့အဓိကကျွန်တော်ကျွန်တော်တို့ဒါဟိုကချင်ပြည်နယ်မှာဆိုလို့ရှိရင်တကယ်ကမ္ဘာထူထန်းတက်သူဆိုလို့ရှိရင်လည်းမျိုးထွက်တွင်းထွက်ပေါ့နော်တက်သူဆိုတာတွင်းထွက်ဆိုရင်လည်းမျိုးထွက်တာပေါ့အဓိကကျွန်တော်ကြောက်စင်း ်တောက်ဆင်းဆိုလို့ရှိရင်တော့ဒါရခိုင်ကနေတည်ပြီးသားကျွန်တော်တို့မြန်မာတောက်ဆင်းကတပေါင်းမှာအကောင်းဆုံးတောက်ဆင်းဖြစ်တယ်နော်ကျွန်တော်တို့ဟိုဟာဒါပေမဲ့ဟိုဘယ်လိုဖြစ်နေတော့ဆိုတော့ကျွန်တော်တို့တောက်ဆင်းအချောတဲ့ဈေးကွက်ကတရုတ်မှာပဲစန်တာကျင်းနေတာပေါ့နော်အော်ကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ကျွန်တော်ကြောက်တုံးပဲရောင်းတာအာကျွန်တော်တို့လက်မှုပညာမရောင်းနိုင်ဘူးပေါ့နော်တရုတ်ကအဲ့ဒါကိုကျွန်တော်တို့ value add လုပ်ပြီးတော့သူတို့ကကြောင်းနေပဲဝယ်ကြတာဟုတ်တယ်ဒါအကျန်းတွေရောက်လာဆိုတော့လေအဲ့တော့ကျွန်တော်တို့အဲ့ထက်ပိုပြီးစိုးလာတာအကွာ red add ်ရဲဆိုတာကဒါတကဘာလုံးကနေမျက်စိကြာနေတဲ့အရာကြီးဖြစ်တယ်။ဘာလို့ကျွန်တော်တို့ကမြေရှားတတ်ထူလို့ကျွန်တော်တို့အများသူသိကြတယ်ပေါ့နော်။အော်ကျွန်တော်တို့ကောင်းမှာအများဆုံးထုံနေရတော့ခုနကိုကြော်ရတာထုံကြော်သူတို့တရုတ်ကနေအများဆုံးထုံနေရ။အဲဟုတ်ပြီအဲ့တရုတ်ကဟာမြေရှားတွေကဘယ်အရာရနေတော့ကျွန်တော်တို့မြန်မာနိုင်ငံရနေရ။ဒါပေမဲ့ကျွန်တော်ပြဿနာအကောင်းဆုံး red app ကိုကျွန်တော်တို့ကဟို red app ထဲမှာသွားတတ်ထူတွေအများကြီးရှိတာပေါ့။အဲ့တတ်ထူကိုကျွန်တော်ခွဲစိတ်နိုင်မဲ့အမီးပညာကျွန်တော်ကမရှိတော့ကျွန်တော်တို့က မြေကားကိုကျွန်တော်တို့ကမြေတူးပြီးတော့ဘက်ကုန်းနဲ့မြေကုတ်ပြီးတော့ဒီမြေကားအဆင်းလိုက်ပဲတရုတ်ကိုထုတ်ရောက်နေရတဲ့အရှိတယ်အဲဒါဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါသိပ်ပြီးဝမ်းနဲ့စရာကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင်ဥမာကျွန်တော်တို့ဆိုလိုချင်တာက ကားတစ်စီးကိုသိန်းကထောင်လောက်ရရမယ်ဟာမှာကျွန်တော်ကသိန်း100တော့ဝင်ရအောင်ဖြစ်နေရတယ်ဒါဖြစ်နေတာဘောနော်မှန်ပါတယ်ဟောဒါမျိုးတွေဖြစ်နေရဆိုတော့ကျွန်တော်တို့ဒါတွေကိုလည်းကျွန်တော်တို့အများလုံးပြုပြင်ဖို့လိုမယ်အဲကျွန်တော်တို့ဒီဟာနဲ့ပတ်သက်ပြီးတော့ matter ဆိုကိုကျွန်တော်ကဆက်ပြီးတော့အမေဂျလာကထုတ်ပြီးကျွန်တော်တို့ဒီ red edit ထွက်တယ်ကျွန်တော်ဒီကြောက်စိတ်နေထွက်တယ်ဟုတ်ကဲ့ဒီဟာတွေကရောကျွန်တော်တို့ငင်းငင်းနဲ့ဆက်ဆက်နေလို့ထင်လားအာဘလိုမျိုးတွေစသမှုတွေရှိနေလဲကျွန်တော်မငိမ့်နေမယ်ဆိုလို့ရှိရင်ဘလိုပို့ပြီးတော့အကောက်ပေါ်နဲ့ဖွင့်ရနေပေါ်ဆောင်လို့ရနိုင်တယ် ငင်းချမ်းမယ်ဆိုရင်ပေါ့နော်တကယ်လို့ဒါဒီနေမီတွေကငင်းချမ်းနေမယ်ဆိုရင်ကျမတို့ကသူတေသနာပညာရှင်တွေကိုဟိုငှားရင်နိုင်ငံခြားဖြစ်စီပေါ့နော်ကျမတို့ကတင့်တင့်တဲ့နေရာပေါ့အဆင်ပြေတဲ့နေရာကနေငှားရမ်းပြီးတော့အစိုးရနဲ့ပူးပေါင်းပြီးတော့ကျမတို့ဒီနေရာမှာသူတေသနာလုပ်ငန်းတွေသွားလုပ်လို့ရမယ်နောက်တစ်ခုကျတော့ဒီချက်အဆင့်မြင့်အောင်နိုင်ငံတကာကနေပြီးတော့ပြိမယ်ဆိုရင်ပေါ့နော်အကူအညီတွေတောင်းပြီးတော့ကျမတို့ကဒီနေရာမှာတန့်စင်ပြီးတော့ဒီချက်ပိုကောင်းတဲ့နောက်တစ်ဆင့်ကိုပေါ့နော်ဟို ထုတ်လုပ်လို့ရနိုင်မယ်ပေါ့ဒါဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတာပေါ့အဲ့ဒီတော့အဓိကလိုအပ်နေတာကတော့ငင်းချမ်းရေးပေါ့နိုင်ငံခြားကအဖွဲ့တွေကိုကျမတို့ကမငင်းချမ်းတဲ့ဒေသကိုခေါ်သွားလို့မရဘူးလေနော်သူတို့ရဲ့အသက်အန္တရာယ်တွေရှိတာပေါ့အဲ့တော့ဒီနေရာကြီးကငင်းချမ်းနေမယ်ဆိုရင်တော့ခုနပြောတဲ့ ဟာဒီအကုန်လုံးပြည့်စုံလာမှာပေါ့တဖြည်းဖြည်းတော့လုပ်ယူရမှာပေါ့เนาะငင်းအကြီးကလိုအပ်တာကတော့ငင်းချမ်းကြီးပဲငင်းချမ်းနေရင်တော့ဒီပြည်နယ်ကြီးကလည်းဖွံ့ဖြိုးလာမယ်ခုနပြောတဲ့ဂျန်တဲ့ကိစ္စတွေကလည်းအစိုးရနဲ့ပူးပေါင်းတင်းတလောက်ပူးပေါင်းမယ်အရက်ဖက်အဖွဲ့အစည်းတွေနဲ့လည်းပူးပေါင်းပြီးတော့ကျမတို့ကဒါလေးတွေကိုထတ်တိုးပြီးတော့ရှစ်တလန်းတက်ရမှာပေါ့เนาะဒီလိုလေးပဲမြင်ပါတယ်လောလောဆယ်ရပါဘို့လေဟုတ်ပါကျွန်တော်တို့ အမြဲတမ်းကျွန်တော်ပြောနေကြတဲ့အခါရှိပါတယ်ကျွန်တော်တို့ကဒီ federal လို့ပြောလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပြည်သာသာခွဲဝေးပေါ့နော်ပြည်သာသာခွဲဝေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒေသခံပြည်သူအကျိုးမခံလားဘူးပြောတယ်ဒါပေမဲ့လက်ရှိမှာတော့ကျွန်တော်တို့ဟာ red and ပသိရေဘိုးဆိုရလောကအကျိုးခံစားခွင့်ရမယ်လို့တော်တော်မှာတော့ပေါ့နော်ဒါပေမဲ့ data ကနေတော့အကျိုးခံစားခွင့်ရှိလားဆိုတော့ data ကနေလည်းအကျိုးခံစားခွင့်မရှိဘူး။အဲ့တော့ဒီပတ်သက်တည်းကပဲရောက်နေလဲပေါ့နော်။အော်ကျွန်တော်တို့ဒါမငြင်းညမှုတွေရဲ့နောက်ွယ်ရပါပေါ့နော်။ဟောဆို red ဆိုတာကကျွန်တော်တို့ကဘာမှာရှာပါတဲ့ပစ္စည်းဖြစ်တယ်။ဈေးလဲ တော်တော်ကိုစည်းကောင်းရတာပေါ့နော်ဒီ red တစ်ခုရဲ့နဲ့ကျွန်တော်တို့ကချင်ပြည်နယ်ယူတီထောင်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့လက်လုံးမှာတော့ဟိုဟာရွှေသမင်းဘယ်အထွက်မြင့်တာအထွက်ပို့ပြီးတော့ကျွန်တော်တို့ဒီ red ကပတ်သက်တရားဘယ်လိုစီစဉ်လို့စီစဉ်နေမှာမသိဘူးဖြစ်နေတာပေါ့တိတ်ပြီးတော့ one level ကောင်းတယ်